စားတော့ဒီနေ့ဒီကုန်းရဲ့စုံစမ်းစားတော့ညတမီတော့ဒီကုန်းဆိုအိမ်မှာနှစ်ပိတ်သာဆိုတော့ဘယ်လိုက်ကျော်လိုက်ဘယ်လိုက်ကျော်လိုက်ရောက်တယ်စားရောက်တယ်စားကိုရီးယားကပြေးကြည့်လိုက်အာရမစားလိုက်ဟာတကယ်စလို့ဒီကအဲ့လိုအဖတ်များလာကြိုက်တာဟုတ်ဖတ်များလာကြရတဲ့တော့ရှယ်ပဲဒါပြုတ်ပြီးသားလုံးဝပိုက်မနာဘူးအင်ဒိုစတီမှာရှိတဲ့တီနိုင်းဘယူတီကော်နာကသပင်းညက်တဲ့เนาะကိုယ့်ရဲ့ချစ်စရာကောင်းတဲ့သမီးလေးတွေအတွက်ကို မောငါသုံးပိတ်တာခွဲအရပါရချင်းဆက်တယ်လုတ်ပြီးတော့တော့ကျွေးတာပါခလေးတွေလည်းစားလိုက်ကြတာစားလိုက်ကြတာဆိုတာလေကျင့်နေတယ်ဒီကောင်ကတော့ရှယ်ပဲတုံမနိုင်ဘူးအဲ့မှာသုံးပိတ်တာခွဲဒါတော့အရေးမပါသေးဘူးချင်းဆက်ချင်းဆက်တုတ်ပြစ်တာဟုတ်ဝက်ကွယ်ညခောက်ဆွဲလည်းပါသေးရဲ့ညခောက်ဆွဲရတပိတ်တာမောဟင်းကဘတ်တင်ကြီးပဲအာ သုံးပိတ်တာခွဲအာချင်းဆက်လုံးဝပိုင်မနာဘူးပြောင်းတဲ့တယောက်ကိုလည်းခွန်သေးတာ ယောတလုံးနောက်တယောက်လာပါဦးရှင်လာဟိုတယောက်ခွေလဲလာယောတလုံးအိုးဝဝကွယ်ငါသာတော့တော်လေးကချင်းချင်းချင်းပါလေးလေးတော့ဟိုတိတ်ငန်းတော့လေးတော့တော့မီးတာအစိတ်သားကုန်သွားတယ်အေးချစ်တို့ရေ ုံးကလေချောင်းသားနေပြန်လာတာကွယ်စပင်းတွေကိုကြည့်ပါဦးပင်လေလေတွေနဲ့လေခုံကန်းုံတက်နေရတယ်အဲ့ဒါကြောင့်မလို့လေတူးကိုတပေါင်းကျော်လောက်နဲ့လေရှော်ညက်ပြပြင်လို့ရမယ်အင်ဒိုစတီးကဆိုင်လေးတစ်ဆိုင်ကိုခေါ်ပါမယ်လာလိုက်ခဲ့နော်ဒီဆိုင်လေးကလေအင်ဒိုစတီးထက်ကိုဝင်လိုက်ပြီဆိုရတယ်ဆက်လီကတိုက်တက်သွားလိုက်ဟောတန့်ရောက်ကောမင်္ဂလာပါရှင်ဟေးရောက်ပါပြီရှင်ဆိုင်နာမည်လေးက T9 Beauty Corner ဒီဆိုင်မှာကလေဂျွန်လာတက်လာလုံးရှော့ညက်10% discount နဲ့အားကြောင့်ချစ်လေးတို့သတင်းကောင်းပေးတာကဲဒီတနားရင်တိနိုင်မှာ discount လေးတွေထားလိုက်ဆိုလို့လေဒီကောင်ကလာလိုက်တာအခုဘယ်ဟာလေးတွေကပဲစီးလဲပြောပြအောင်အဲဒီတိနိုင် beauty corner မှာကဒီကောင်ဂျွန်လာတက်လာလုံးကို ရှော်ညက်ဆိုရင်တန်ပါဆန်ရှော်တယ်။တန်ပါဆန်ရှော်တယ်။အတားလေးရိုးရိုးရှော်ရင်တောင်းတစ်ထောင်။ဒါလေးဆိုလည်းပဲတန်ပါဆန်ပဲ။ဟုတ်။မိန်းကလေးရိုးရိုးရှော်ဆိုတောင်းသုံးတောင်။ဒါလည်းတန်ပါဆန်ပဲ။တန်ပါဆန်ပဲ။နှိပ်ရှော်မယ်ဆိုရင်ယောက်ျားလေးကတောင်းသုံးတောင်။ဒါလည်းတန်ပါဆန်ရှော်ပြီးရယ်။မိန်းကလေးကတောင်းငါတောင်ဒါလည်းတန်ပါဆန်ရှော်ပြီးရယ်။ဟုတ်ကဲ့ပါ။ဂျွန်လာတလာလုံး။အာကောင်းလိုက်တာရန်တန်နေ။ဒီကွန်ပြော့ပြော့ပြောင်ပြောင်လေးနဲ့အခုတို့သားရေးတယ်လည်းပြန်ဖြစ်မယ်ဆိုရင်တော့ဘိုးတောက်ထွေးမယ်ဆိုတာသမီးတို့စီမှာရှိတယ်။ဟုတ်ကဲ့။သူကတော့ပျက်စီးဆန္ဒတွေအရန်ကောင်းစီတဲ့ထွေးမယ်တစ်မျိုးပဲ။ အဲပျော့ပျော့ဆင်းဆင်းအီအီဖြောင်းဖြောင်းလေးဖြစ်သွားမှာပေါ့။အိုးကြိုက်တယ်အဲ့ဒါလေးလုပ်ပေးပါ။ဟာကဲအခုဒီဒီကွန်းကဟိုခေါင်းမှာကြာဇန်လေးတွေပလက်တီနမ်လေးတွေနည်းနည်းထွက်နေပြီပေါ့နော်။အဲ့ဒါကြောင့်မို့အဖြူပုံးလေးစိုးနေတာပါ။ဒီဆိုင်မှာအဲ့ဒါလေးရတယ်။ဒီကွန်းရဲ့ဇပင်လေးကိုလေအဲဘိုတော့ထရီမန့်လေးဘာဖြစ်လို့လိုရတာလဲဆိုတော့ तू ဟာအဲ့လိုမျိုးဘိုတော့ထရီမန့်လုပ်ပြီးသွားပြီဆိုရင်ဒီဆန်လုံးလေးတွေကလေတင်းတင်းပျော့ပျော့လေးနဲ့ဘာဝကြာကြာပျော့ပျော့အီအီလေးဖြစ်သွားတယ်။အဲ့ဒါကြောင့်မို့ဒီကွန်းကလုပ်တာ။ နောက်တစ်ခုကတော့တီကွန်းတူမာလေးလှုပ်နေတာကိုပြပေးမယ်နော်အခုတီကွန်းတူမာလေးလှုပ်နေတဲ့ထွိမဲ့ရဲ့နာမည်ကတော့ hair filler လို့ခေါ်တယ်အဲဒီလိုထွိမဲ့လေးကိုပြုလုပ်ခြင်းအပြင်ကိုယ့်ရဲ့ဆန်သားကောက်သားလေးတွေကိုပုံချလှပစေတယ်သပင်ကိုလေးလေးတွွဲ့လေးပြန်ဖြစ်စေတယ်သပင်ဖွာခြင်းကိုလည်းရှော့ချပေးတာပေါ့နော်ကဲ မကျန်ဒီကိုရဲ့ဆန္ဒလေးတွေပျော်ပြောင်းပြီးတော့အယံကိုစိတ်ကျေနပ်မှုရှိသွားပြီလှသွားပြီဒီဆိုင်မှာကလေစပယ်နဲ့ပတ်သက်လို့ရှိရင်ကြွကျင်နေစရာ၅ဦးတောင်ရှိတယ်ကိုလိုချင်တဲ့ပုံစံတွေကိုဘယ်လိုပုံစံလေးနဲ့လိုက်မလဲဆိုတာဆွေးနွေးလို့ရတယ်ဒီဆိုင်ရဲ့ဝန်ဆောင်မှုကိုတီကွန်အမြင်လေးကိုပြောရမယ်ဆိုလို့ရှင် luxury service luxury quality normal price ပဲဖြစ်ပါတယ်ရှင်ကဲချီလေးတို့ရေတီကွန်လိုပဲစံသားလေးတွေပြော့ပြောင်းပြီးတော့လှပကျင်နေဆိုရင်တော့ဒီဆိုင်ရဲ့လိပ်စာလေးကိုဒီ video file ထဲမှာဖော်ပြပေးထားပါတယ်ရှင် တယ်။ကြက်ချလေးတို့လည်းဇာနာလေးတွေပျော့ပြောင်းပြီးတော့လှပနိုင်ကြပါစေနော်။